ဟောင်ကောင်မှာမီးလောင်မှုအကြီးကြီးတော်ကြီးကြီးပေါ်တော့ construction site တစ်ခုလုံးလောင်ပြီးတော့မှခိုးငွေကြောင့်မွန်းပြီးတော့မှနေလို့မရဘဲနဲ့လူဦးရေနေရာကျော်အမ်ဒီတခြားနေရာကိုဘေးရွှေ့ရတယ်ပေါ့နော်ပြီးတော့တိတ်ဆုံးမှုလည်းလူပေါင်း44ယောက် လောက်ပြောတဲ့အနည်းဆုံး40လောက်ကျော်လို့ပြောပါတယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှဒီ consortium မှာတာဝန်ရှိတဲ့ဒီ consortium နဲ့ engineer company ကတာဝန်ရှိတဲ့လူ၃ဦးကိုဒီနေ့ဖမ်းဆီးလိုက်ပါပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့ဒါပါလဲဆိုရင်ရှင်ဂျပန်မှာကောလိုပဲမြန်မာမှာလည်းလိုပဲเนาะဘယ်နိုင်ငံမှာမဆိုသူတို့ရဲ့နိုင်ငံကပြတ်ထန်းထားတဲ့ဂျပန်မှာဆိုလည်းလိုပဲသူတို့ရဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြတ်ထန်းထားတဲ့သူတို့ရဲ့ဆောက်လုပ်ရေးဥပဒေနဲ့ညီရဲဟာအရေးကြီးပြည်မီတဲ့အတုံးနှုံးနေနေအတုံးနေနေပြီးတော့မီးတက်ဆိုင်ရာဆောင်းရန်ရှောင်းရန်လောက်တာတွေကို မညီညွတ်ဘူးပေါ့နော်မိသက်နဲ့ပတ်သက်ပြီးတို့ညီစေးနေတာပေါ့နော်အခုစေးစေးနေတာပြီးတော့နောက်တစ်ခါတို့ကဝါးတယ်ညံခုနကကျမတိလိုက်ပြီအဲ့ဒါဟိုကျမပြောတဲ့အာရှိဘလေကျမတို့အာရှိဘလို့ပြောတဲ့ဟာအဲ့ဒါညံတဲ့ကျမကို comment မှာပြောကြတယ်အဲ့ဆိုတော့အဲ့ညံကိုတော်တော်များများဝါးနေတယ်မဲ့တုံးပြီးတို့ကကုန်ကြစေးကိုတက်တောင်လုတ်ခဲ့တာအရေးတွေးပြင်ညံမလုတ်လိုက်ဘူးပြီးတော့နောက်တစ်ခါက ။တက်လောက်တဲ့နေရာလည်းဗီဒီယိုတင်လာတယ်ပေါ့နော်။ဆက်လောင်တဲ့နေရာဘဲကနေလဲဆိုဒီမှာဒီဝါးတွေကနေပြီးတော့မှမီးနည်းနည်းလေးကူးတာနဲ့အရန်ထမြန်မြန်တာပေါ့နော်။ပြီးတော့မှဒီ concession နဲ့ engineer company ကသူတို့လုတ်တင်လုတ်ထိုက်တဲ့ဒီ exterior အာဆောက်ဦးရဲ့အပြင်ကိုလုတ်ရမဲ့ facility တွေထဲမှာမှလိုအပ်တဲ့အခြေခံချက်ပါဝင်မှုရှိမရှိအဲ့ဒါတွေအကြောင်းသူတို့အကုန်စစ်ဆေးပြီးတော့မှအဲ့ဒီတုံးရောက်ကိုဖန်ဆီးလိုက်ပြီးဆိုတဲ့တဲ့မဲ့ဖြစ်ပါတယ်။တော်တော်လေးပြစ်ကြီးမှာပါဖြစ်ပါတယ်။ဘာလို့တာဝန်ရှိတဲ့လူဖြစ်နေတာ哦။အဲ့ကြောင့်မို့ပြီးတော့ဒီဒီဟာကြောင့်ခံလိုက်ရတဲ့လူတွေလည်းမနေဘူး။ပြီးတော့မီးလောင်မှုကတော်တော်တော်ကြီးပါ တယ်အကြီးကြီးပါအဲအကြောင်မလို့ဒီဟာဖန်ဆီးလိုက်ပြီးဆိုတဲ့သတင်းကိုကျွန်မထပ်ပြီးသတင်းတွေ့တာနဲ့음ဒါဒင်းဆိုတာကြီးကလေးနော်ပြက်လို့ကိုမြရတာနော်တခုလေးစားလိုက်ပြီဆိုနောက်တခုပြန်တက်လာတယ်ကိုကပြောချင်လာပြီတိလားအားကြောင့်မို့ခင်းနနာအကောင့်ကနေကျွန်မဆက်ပြီးတင်ပေးပါမယ်စိတ်ဝင်စားတော့သူများပေါင်းနေနေပေးကြပါ YouTube အကောင့်ကနေလည်းတင်ပေးနေပါတယ်အားလုံးပဲဆင်ပြေကြပါစေ bye bye